အပိုင်း6မောင်တန်းမြင့်သည်ခြိုင်းဆောင်ဆောင်များကိုရှိရသည်ဖြင့်တမန်လုံးအချိန်ကုန်သွားလေ၏ယိုကတမကန်ရမကချစ်ရကဤများကြမည်မဟုတ်ခြိုင်းဇာကုန်းတွေကိုတစ်လုံးနဲ့တစ်လုံးညီးပြီးတပ်ပုံမှလင်ပြင်းစကားကြမ်းလင်စကားရင်အစာတို့အတုံးမမန်လင်ဇက်ကသုံးခုပါပြင်လိုက်ရလေသည်စရာတဲ့ကလေးဖြစ်၍တောင်ဝတရားချိန်မွန်တီထက်သူတဲ့ကျောင်းတော်ကျောင်းကိုတပည့်မကလေးများ စိတ်ပေါ်တွင်တစိတ်ခနဲ့လိုသည်ဖြင့်ကာကနနစစ်စည်းခြင်းဖြစ်လေ၏ဇာကံကြောင့်သဖြင့်မိုးဆွေပြပွဲဆွဲစုတကယ်တို့ကံကောင်းထောင်မှာတော့ကြောင့်နီးပြစရာလေးမောင်သမ်းမြင့်အတန်တွင်တပင်မကလေးများစွာပါဝင်ခဲ့လေ၏ညွညွမစ္စမာဂရက်တုတ်ကြီးမစ္စဒေါ်ရိုဒီတိန်ဖေး အလားချွေချွေမကျင်ရောတောင်းကြီးစတော့တပည့်မကလေးများစွာတို့ဤမိယာခိုယာစီကရာဆရာတစုဖြစ်လာလေသည်ဒုမာတပါတပည့်ဒီကလေးများဆယ်ယောက်ခန့်ရှိလေသည်မောင်တမ်းမင်းကိုရင်း၌ကေယောလေးရှိသောစေတနာပယံဆရာကြီးသည် အမာဒီဟုသောဇမ်များကိုဖြည့်ယုံများနေမယောင်ရဲပဲမိမှန်ကို အကြံပေးခြင်းဒီဟုသောတိုက်တင်များကိုစောက်လို့လေ၏စကားသုံးများကိုအမှုရင်တုမရှင်သာအောင်ဝေစာပြစီစေရန် မြန်မာကဗျာများကိုဖက်ရှုလေလာအာကုံဆောင်မှာဆောင်ပြီးတော့ခါ၌လှပြီးအရင်မေးစုသောစကားများကိုလူလူရရာ၌ချူတာစွာသုံးနိုင်ပါလိမ့်မည်ဟူ၍၎င်းစာရေးတော့ခါ၌အရေးကြီးဆုံးမှာချင်းချင်းတိမ်မွေးမှုဖြစ်သည်ကိုသတိထားပါစကားသုံးလုံးအစီကုံအဖွဲ့အနွယ်တို့၌ထီတုံတန်းတုံတော်တုံးကဲ့သို့ယဉ်ကျေးပါသည်ဟူ၍၎င်း National ရှင်တန်ကိုမြောက်ရီဦးစအစရှိသောမြမကပြပရင်း မြန်မာကျတီတော်ဆောင်ဆရာကြီးများဤစာကိုလေ့လာပဲယူပါကဒီတဲ့အစာများစွာကြီးနိုင်ပါလိမ့်မည်ဟုလည်းကောင်းမချက်များကိုရေးသားလေရှိပါသည်များစွာဖြင့်အကြောင်းသားများဤစာအုပ်တွင်ကမှတ်ချက်မပါသကကြမပါဒုံဒီဒီတာဖြစ်လေသည်ယနေ့ကတပည့်များများတို့နှင့်နည်းနည်းချင်းဆိုင်၍တွေ့ရတော်မည်ကလထိုင်ချင်းရှင်တိုင်းကမိမိကအယူရရနှင့်စာပြရတော်မည်တပင်မာလူကကိုနေကရတီတတာနှစ်မိရမြန်ရတော့ပြီ။စာရီစာကုန်ရေးကြသောနေ့က အာရီနှစ်တန်းမောင်းပြီးတပည့်စုလိုက်မခွဲရသေးတဖြစ်သူတပည့်ဘသူပဲဝါမသိအခုကခွဲပြီး၍တပည့်များနာမည်ကိုတည်ရပြီမောင်းတမ်းမင်းသည်မျက်နာနှစ်ထပ်သုံးထပ်တပြီးမှဆင်ញေစွာတုပ်ပြီးတော့နေရန်ချိတ်ဗီဒီယိုမှန်လေးရှိတွင်ရက်လေ၏ခေါင်းကို cosmetic တူစွာတုပ်ပြီးလျင်ပြိနေအောင်ဘူကေကိုခွဲလေ၏နောက်မှမင်းနာကို green user ဖြစ်နုညံ့ပြွေးစေပြီးလက်ဖက်တုပ်တွင်အကျော်ပြုတ်တဲ့ကဲ့သို့ပေါန်နာနေနေကလေးရိုက်လိုက်၏ စတင်နဲ့ရှဲရင်ကြီးကိုဝေပြီးဖက်ဘူးရောင်ခေါင်းပေါင်းကိုပေါင်လျက်မန်ကလေးအဘဘဘာကြီးနေဤခေါင်းပေါင်းသားကလေးမလူတဖြစ်တပုတ်တန်ကလေးဖြစ်တပင်ကိုဥယျာဉ်မှုတရွေနဲ့စွရွေအမိတော်ပြောတဲ့ကဲ့သို့ဟိုထိုးဒီထိုးထိုး၍ခေါင်းပေါင်းပြင်လေဤဖက်ဘူးရောင်မဟာနယ်ညကလေးလုံကြီးကလေးနေမတော်ငါရအပေါ်ရင်ကြီးကိုဝေပြီးလမ်းလျှောက်ကြည့်ဤနောက်တော့ကြာဂရီယာဖနက်စီရန်လောရှုဖနက်ကိုစီရန်လောဟူတွေးပြီးမှဂရီယာဖနက်ကိုစီရန်ဆုံးဖြတ်လေဤကျောင်းကံတို့ရောက်တော့ခါ ကျောင်းသားများသာရှိ၍ကျောင်းသူများကိုမတွေ့ရသောကြောင့်အန်အော်တင်နေလေ၏သူတို့ကနေ့မလာကြတော့ဘူးလေလားဟုအောက်မေ့ပြီးဝမ်းနေနေလေ၏ကျောင်းသားများကိုသူတို့ဤစာအုပ်များဝေလိုက်၏ဆရာတန်းထဲမှာမင်္ဂလိတွေပါတယ်တယောက်မှလည်းမရှိပါကလားမလာကြဘူးလားဟုမေးပြီးကျောင်းသူများ၏ဗလာစာအုပ်များကိုကြည့်နေလေ၏မပြောတတ်ဘူးဆရာဝမ်းနေကြပဲဟုကျောင်းညုံကဝမ်းနေသောမျက်နှာဖြင့်ပြောလိုက်ရာဝမ်းနေရင်ဝမ်းနှုတ်စည်းစားကွာဟု အနိမရန်ကုန်မြို့မှာကြောင်းထွက်တောင်းညွန့်ကတူတူနှောက်လိုက်လေသူတို့ချင်းချင်းရဲနေကြသဖြင့်ဆရာသည်မျက်နှာပြတ်သွားလေနာဝန်းနေတာသူတို့တိများသွားလေရောသလားဟုမလုံးမလဲဖြစ်နေလေခုနေဖြင့်ကဲလေသမ ्या ကဲရကြရတော့မလားဟုမိမိပြန်ဤဆိုရင်ပြန်လေမင်းကလေးတွေမလာလင် ကောင်းတယ်ဆရာကျန်းရှင်းတော့တာပေါ့သူတို့နောက်မှရှိရင်နန်ကနန်တဲ့နဲ့ဟုတောင်းညွန့်က တလုံးထိုးလေးရာတန်းလုံးကျဲကြလေဤဆရာကမရေဝွန်နှစ်ဖူးကိုသာလက်ညှိုးပြဖို့နေလေးရာလိမ့်လာတော့အလှကြီးကလေးများအနှဲငယ်ပြပြကုန်လေဤမင်းကလေးရှိမှကောင်းတယ်နှုတ်မင်းကျွန်တော်တို့တန်းဟာစာရတဲခန္ဓာကြီးလိုဖြစ်နေမယ်ဟုဘာဟင်းကဆုပြန်ဤထိုတော်တွင်ဖနှက်ရတိုက်တံများကိုကြားရသဖြင့်ဆရာဒီခမ်းမြန်ဘက်ဖနှက်များစီတို့လှည့်ကြည့်လေဤကျောင်းသားများလည်းလေပြန်၍စောင့်ကြဤဖနှက်တံများကတက်လျက်လာလေဤဟောလာကြပြီ1 2 3အားလုံး ခုနှစ်ယောက်ဖြစ်ဤမောင်တန်းမြင့်ကမင်းနံများကိုမြင်ရပြီးဖြစ်တော့လေသူ့အတန်းသူများလားအခြားတန်းသူများလားသိကြကြမသိရင်တဖြည်းဖြည်းဖြစ်သာစောင့်နေလေဤလို့ဒီရှိတို့ဆက်သွား၍အတွင်ငန်းတွင်တို့ဝင်မလာလေတော့မောင်တန်းမြင့်သည်တပင်းကြီးတော်ချ၍စိတ်ပြက်စွာပြူလာလေဤကျော်ညွန့်သည်ရုပ်ရည်ခုံမထပြီးအခန်းမြင့်တို့ထွက်သွားလေဤတခန်းလုံးသည်သူ့အားဈိုက်ကြည့်နေကြလေသည်သူသည်မင်းကလေးနောက်မှလိုက်သွားပြီးနေုံနေုံဟုခေါ်လိုက်ဤမင်းကလေးများကလက်ကြည့်တော့ခါ ယူရိုကဆက်ရှင်ဖို့ရမို့လားဟုမေယာမစ်မာဂရက်တိုကြီးက yes ဟုဖြစ်တယ်။ဒါဖြင့်ဘဲများလှိလုံရွတ်တယ်ကြမလို့လဲ။လာကြဒီမာဦးခေါ်ရာမင်္ဂလိမတ်ဒီစာအုပ်ဖြစ်ပဇက်ကိုပွဲကပြုံးကြတယ်။မစ်မာဂရက်တိုကြီးက thank you ဟုကျေးဇူးတင်လိုက်ပြီးကောင်းဆောင်ရေးရှိဆုံးကဝင်သွားလေ။တရံလုံးဒီကြောင့်ကျော်ဟာစိတ်တွင်းကချီးကျူးကြ၏။ကျောင်းကျောင်းဒီသူ့နေရာတိုင်းမထိုင်သေးပဲဆရာရှိနိုင်ရှိသောစာအုပ်များကိုယူကြည့်ပြီးမင်းညွညွဆိုရိတ်စာအုပ်တို့ကိုကင်ပြလေ ကျင်းဆက်မိကလေးနဲ့ညာဘက်အလဲကုန်းတွင်ထိုင်နေသူတဦးက here please ဟုပြောပြီးစာအုပ်ကိုတွားပေးလေ၏သို့ဖြင့်စာအုပ်ဝရင်ဘသူဘဝဟုကုန်းတော်သည်လေ၏ Miss Margaret တုတ်ကြီးဟုခက်ကြဲဖက်လိုက်ရာတရံလုံးထူးဆန်းသောနာမည်ကိုကြားရသဖြင့်ရေကြလေ၏ဒီကိုလှမ်းလိုက်ပါရှင်ဟုစပင်ကိုလေးမျက်စလုံးထုံ၍ပိုးအိမ်ကြီးကိုဝေထားသောလက်ဝဲဘက်ကုန်းတွင် တောင်ဆုံး၌ထိုင်နေသူကပြောလေလေကြုံညင်းသည်သူ့အနာတော်လေဩ မာဂရက်ဆိုတာဒီကနာမည်ပဲကိုဟုအမေလေး၏ဟုတ်တယ် thank you ဟုပြောပြီးကျွန်ညို့ဟာမကြောက်တော့မချက်တော့မျက်နှာဖြင့်ပြောလိုက်လေ၏ကျွန်ညို့သည်သူ့မောက်ကခုန်လိုက်ထိုင်ပြီးအားလုံးသောမင်္ဂလိမြတ်ကိုသုံးသပ်ကြည့်ရှုနေလေ၏ဆရာသည်နာမည်ဆေးခေါ်တော့ခါအတန်တုံနေ၍တော်တော်ဖြင့်ပြီးသားစွာထွက်မလားချောင်းသုံးလေးကဟန်ပြီးမှပြင်ခေါ်ရလေ၏နောက်ပြောင်ပြီးတယောက်ခေါ်၍သူ့ပြဘယ်နဲ့ရှိသောကလထိုင်ပေါ်တွင်ထိုင်နေလေ၏ မောင်တန်းမြင့်သည်သူ့အခန်းတွင်တွေးနေစဉ်ကမူတပည့်မကလေးတွေကိုတင်လိုက်ပြီးပြလိုက်ပြီးရှင်ဥဒမကျော်ဒေါ်လာကိုဘယ်ကဲ့သို့ကောင်းလုံချက်ကိုပြလိုက်ပြီးစိန်နာကျော်သူကိုဘယ်ကဲ့သို့ကူးလိုက်ပြီးယောက်ျားတွေကိုဘယ်သူရွတ်လိုက်ပြီးဆက်သဖြင့်ကြုံရခဲ့ဤရခုမူကကြောင်နီးမှကြော်ကလေးတွေအလျားလိုက်ထွက်ပြီးတဲ့တကယ်သူယူဝတီကြောင်မလေးတွေရှင်း၌ဘောင်တန်းကြီးမှတ်သားညံမှစိန်နာကျော်သူရှင်းဥဒမကျော် မြာဝတီတို့သည်အစုလိုက်အုပ်လိုက်ထွက်ပြေးကြကုန်၏စကားကိုပင်ရှင်းလင်းအောင်မပြောလိုက်နိုင်မင်းနမယ်ကအလှတယ်လားဟုမေးရင်ဘလာဆောင်ရဲ့ဘုံကိုလှမ်းကြည့်လေ၏အလှကဟုတ်တယ်ဆရာဦးပြေမအလှမျက်နှာကိုကောင်းကောင်းကြည့်မိတယ်၏အလှမျက်နှာတွင်ဘဲဘဲပါးနိုင်အဲ့တလုံးရှိသူကိုအခုမှကောင်းစွာမြင်ရလေ၏အလှတို့ဆယ်ရနှုန်းကအမှုမြတ်မှသာယူခဲ့သေးသလားယူခဲ့တယ်ဆရာအော်ယူခဲ့တယ်ကောင်းတယ်အဟမ်းကောင်းတယ်ဟိုတန်ဝါတပြုတ်တန်ဝါတပြုတ်ဖတ်ခဲ့ရသေးလား တန်ဝါရပြုဆိုတာမကြဘူးပါဘူးဆရာဦးရောင်လို့တန်ဝါရပြုပြောတာခုဆရာကြီးစကားပြင်ရင်မျက်နှာတွေရှက်သွင်းများတက်လာလိမ့်ဆယ်တန်းမှာပြုမှမတင်ရပဲဟုအလှကဖြေတော့သူ့အမကိုသတိရတော့ဤသူ့ဖြစ်စစ်လေးရာတောင်းကြီးအလဲတို့ရတော့ခါတောင်းကြီးကသူ့ပေးတတ်သောအမကိုလည်းမကျေနပ်အောက်မှာစကားမှာဝါစာတိလလတိလိလမဖြစ်တဲ့ဖြစ်ရင်ကြီးတိမ်မွေးလက်ပါကောင်းမို့အောင်စတော့အမချက်ကိုလည်းသဘောမကျလာသေးနဲ့ဆရာ ကျွန်မအစီဘာမကောင်းတာလဲဆရာဦးမေးလေဤဆရာဒီစကားမပြောနိုင်အောင်အံ့ဩတင်သွားလေဤတောက်တုံးဖြဲချောက်တယ်လို့ရှိလေဤကျွန်မရေးတဲ့အချက်တွေမှာဘာတွေမှားတယ်လို့ဆရာအေးမမပါဘူးအချက်တွေမှန်ပါတယ်ဟုဆရာဒီဝန်ခံရလေဤမမရေဘာလို့လူရောက်ရတဲ့အမှတ်နေတယ်လေဆရာမမဘူးစိတ်ကြီးကောင်းနေတုံးတုံးလည်းစကားတွေကမမြင်ကြဘူးဒါကြောင့်ဒါဖြင့်မှန်တာထက်ယင်ကြီးတော်ကိုပူပြီးဆရာသဘောကြတယ်ဗော။အော်သာဒီထက်ကြီးရသည်ကိုကြိုက်တယ်လို့ဗော။ပို့ပါဦးမတော်ကြီးဆရာကစကားယင်ကြီးအောင် ဝါဇတိလိလဖြစ်အောင်ဖြတ်ပေးရပါတို့တောင်းရပြောနေတဲ့ကြောင်ကျူဒီနောက်ခုကနေပြီးအိုင်စေးမာဂရက်စောင်းပြပါလားဟုအရေးစီမိမေလီယာမာဂရက်တို့ကြီးဒီသူ့ဆောင်ကိုလှမ်းပေးလိုက်၏ကြောင်ကျူဒီလန်လို့ကြီးနေကတီဟန်ဒီအနည်းတို့တို့၍ကြည်လေ၏နေရာသားဆရာကြီးမချက်ကိုကြည်ပြီးပြောကြလေ၏ဒီမှာခမည်းတော်မချက်ပါသလားဟုကြောင်ကျူကမိလီယာမပါဘူးဟုတီဟန်ကပြေလေ၏ ဲ့ဒါဗျလုံးလုံးနဲ့တပြ꽌ကြတာဟုပြောပြီးရင်နေကြမှာမာဂရက်ကမျက်စောင်းထုတ်၍နောက်လက်ကြည့်လိုက်ရနှစ်ယောက်သားဂျိန်နေကြရလေစာရေးတဲ့အခါမှာမရေးခင်တုံးမှုနှုံးမှုသကလုံးတွေကိုတွေးရောတွေးပြီးမှသကလုံးတွေရင်းသလိုရင်းကျေးတဲ့ idea တွေရှာပြီးရေးရတယ်ဟုဆရာကအကြံပေးလျာကျမကိုကြီးကတော့ဆရာနဲ့ပြောင်းပြမယ်ဆရာအကိုကြီးကပထမဆုံးရေးရမယ့်အကြောင်းအရာနဲ့သက်ဆိုင်တဲ့ဉာဏ်ဉာဏ်တွေကိုစိတ်ကူးယူဟုတဲ့အဲဒီဉာဏ်ဉာဏ်တွေရပြီးဆိုမှအစီအစဉ်လုပ်ပြီးတင်းရောမဲ့သကလုံးတွေတစားစင်းပြီးရေးရမယ် မတော်ရည်ကိုကြီးကဘာတူလဲ BA အထက်တန်းကကိုညိုထုံးမဲ့ဆရာဩသိပါလေသူရဲ့ရင်အင်မတန်ရုဒ္ဓဒေါသတင်တာမှုဆရာတို့ကသူ့ကိုဝိုင်းပယ်ထားတယ်သူကဆရာတို့လိုဂုံးကြီးကလည်းမဟုတ်ဘူးဟုပြောပြီးလက်ကင်မွားလေးကိုထုတ်လိုက်ရာရင်းမွေးမှပြန်သွားလေ၏တောင်းရည်သည်ကြာနေပြီဆိုး၍၈၀စင်ကျော်ပြီးတော့ပဲစာအုပ်ကို ပေးလိုက်လေ၏သွားတော်မူသောခွင့်ပြုတယ်ကိုမျှော်နေ၏ဆရာသည်ထိုတွင်မှအနေနဲ့ရဲလာသောတောင်းရည်ကိုတည်စကြကြည့်လိုက်၏ ဒါကြောင့်လို့ရှိမင်းကလေးများတွင်တောင်းရည်ဒီအချောလုံးဖြစ်နေသည်ကိုတွေ့ရလေ၏အရှက်ကိုမငဲ့နိုင်မဲစိုက်ကြည့်နေလေ၏တောင်းရည်ဒီစာအုပ်ဖုံးကိုဖွင့်ပြီးပိတ်ကြည့်လို့၍ငြိမ်နေလေ၏ဆရာတွင်တောင်းရည်ကဖြက်လက်သူတွတ်တွတ်လက်လက်ပြောရသူဟု၍သဘောပေါက်လာတော့၏တောင်းနိုင်မည်ဟုခွင့်ပြုခြင်းပြုခြင်းပြုလိုက်တော့မှတောင်းရည်ဒီသူ့နေရာသို့ပြန်သွားလေ၏နန္ဒာကြီးအကျဉ်းညာသေးသောပြင်းနေရာကောင်းသောအချိန်ဤနေဘူးပြင်းပြင်းတွင်ဖုံးတစ်ထောင်းထောင်းနှင့်ကျွဲလေကြီးလို့ ွားနေလေ၏ဝိုင်းဆက်ခြင်းမရှိတော့ပဲတပိတ်ပုံရှိတော့လာမင်းသည်ကြောင်ကြီးပြောက်စပြူလာလေပြီထိန်သွားတော့လာမင်းမျက်နှာသည်ဖြူလျော်၍လာလေ၏တပွဲပွဲပြန်ကျဲ၍နေသောခြေကလေးများသည်လည်းတဆဆပျောက်ကွယ်လာကြလေ၏သို့သောကဘာပေါ်သို့လေးရယုံဤပထမယောင်ကြီးကမထိုးသေးပေညွှန်းသည်အိယာမှာအလျင်မြန်စွာထားပြီးမျက်နှာသည်ပြီးလျင်ဘကူးကြောင်ကြောင်မဲ့သို့ကူးခဲ့လေ၏ဘကူးကြောင်ကြောင်ကယခုတည်းကအိမ်မောကြက်လျက်ရှိသေး၏ ါမင်းရောင်ကြီးကြီးလဲကျောင်းတော်လွင်မှာထွက်သွားကြတာဖြစ်လျက်နေအယုံကလည်းရောင်ကြီးသူကိုကျောင်းတော်များတို့မဖို့သိတော့ကြောင့်အားလုံးမှောင်ကြနေလေ၏ညှို့ထုံးသည်လေကလေးများတို့ခြေဖြစ်ဆန်းလက်ကင်ကိုမင်းမဲကင်ကအထက်ဆုံးထက်သို့တက်သွားလေ၏အခန်းတစ်ခုသို့ရောက်တော့ကအသွင်းသို့ချောင်းကြည့်သေး၏အခန်းရှင်ကအိလျက်ပင်ရှိသေး၏သူဒီတကားကိုခောက်၍ကိုနုကိုနုကိုနုဟုခေါ်လေ၏အေးလို့ပြီဟေးဟုသောအတန်ကိုကြားရမှာ ။တကားခေါက်ရပြီးလက်ပိုက်ဆောင်ကြည့်နေလေ၏။တကားဖွင့်ပေးလိုက်ရင်အထဲသို့ဝင်၍ကဲလို့ဗျာတွားကြစို့ဟုညိုထုံးကပြောလျင်ကိုနုသည်မျက်နှာသေးသွားလေ၏။ညိုထုံးသည်ခြင်တော်ကိုမမတင်မဲအိရာတဲ့ဝင်အိတ်လေ၏။ဒီကိုယ်လုံးကိုဆောင်ချို၍သူ့ကိုယ်ကိုကွေးထားတော့ကြောင်းဆောင်မုံကြီးသာထင်ရလေ၏။သူဒီတူတူပုံလန်ကစားရသလိုပျော်နေလေ၏။ညူနေသောနှလုံးဤတစိမ့်စိတ်ခုန်တဲ့နဲ့ခေါင်းမိချုံနိုင်ရသဖြင့်ပြင်းစွာရှူရသောအသက်ရှူတန်တို့ကိုသူကိုယ်တိုင်ကြားရင် ပြုံးနေလေ၏။ ကိုလူကြီးဖနတန်းကိုကြားရလေ၏သူသည်ခိကနေရဲ့လိုက်၏ကိုလူသည်အပဝတ်၌ခဏမြတွေ့နေပြီနာထိုက်ကောင်ကလေးငါသိတယ်ဆောင်မုံကြီးကကြီးလွန်းနေထွက်ခဲ့ဆောင်မုံကြီးရဲ့ထွက်ခဲ့ဟုကျေတန်နှင့်ခေါ်လေ၏မြို့ထုံးလဲစိတ်ပြသွားလေ၏ကိုနူကြီးကိုဒုက္ခမပေးရတော့ဘူးဟု၍မကြေမနက်ဖြစ်လေ၏အရာမထားပြီးရင်းနေသည်တွင်ကိုနူကမိကျူဆံမအောင်ကွာဟုခိုင်းလေ၏ဘာလို့ဖို့လဲပြတ်သမ်းပါဗေမင်းတို့ဘွာအဟောင်းလည်းမသိဘူးအစ်စ်နဲ့အဟောင်းရောနေတယ် ညှို့ထုံးသည်မိကြည့်၍ပြလေသည်ကိုလူသည်စင်ကြယ်သောမျက်နှာသို့ဘွားကိုရွေ့၍တုတ်လေ၏သူတို့မြောက်သည်ဘွေနှင်းသဘင်ယုံကြီးကိုဖျက်၍လမ်းလျှောက်လာကြ၏ဘွေနှင်းသဘင်ယုံကြီးသည်မှောင်ကြီးကြီးတွင်ဇတတာကြီးမှောက်ထားသည့်နှင့်တူလေ၏တို့ယူနီဗာစီတီဆော်ဦးကအရှိနိုင်ငံမှာအကောင်းဆုံးပဲကွာဟုကိုလူကစကားဆိုင်လိုက်လေ၏အဆောက်ဦးကအကောင်းဆုံးတင်းနေပညာကြီးကြတော့အညံ့ဆုံးပဲမဟုတ်လားဟုညှို့ထုံးကမေးလိုက်လေ၏အစ်စ်ပေါ့ကွာဘာလို့ဒီလိုပညာကြီးကိုတော့ဂူးမဆိုင်ပဲအဆောက်ဦးကလား ယူဆိုင်ကြတာလေကိုကြီးနုရသူတို့ဒီအင်ယာကန်ရုပ်ပေါ်တို့ရောက်ကြလေအင်ယာကန်ရင်မျက်နှာပင်ကြီးဒီလိုင်းကြီးရမရှိတော့ကြောင်းကြီးစွာသောမှန်ကြီးနှင့်တူလေအနောက်ဘက်သို့ညှိုးငယ်သွားလှရင်သာယထာကြီးကိုမောင်းနေသောလှနဲ့သားသည်လည်းထိုမှန်မင်းကြီးတွင်ကြည်နေသည်ညာညွတ်ညွတ်ပေါင်ငင်မင်းကြီးလည်းထိုမှန်တွင်ကြည်နေသည်ကန်နဘူးနှင့်အလေကျွန်းရှိမိုင်းညိုကနေသောကျွန်းသစ်ပင်များလည်း သူတို့ကိုယ်ကိုထူမှန်တွင်အလှရှုနေကြလေသည်အတိုင်းပုံ၍ခင်းတတ်သောကြောက်စလစ်ခဲပေါ်သို့ပြင်းပြသောနင်းလိုက်သောကိုနှူးဤဖနက်တန်နှင့်ညိုထုံးဤဖနက်တန်များသည်တကြွကြွညီနေလေ၏လူတွေရဲ့စိတ်ဓာတ်ဟာချင်းကားညာနဲ့ဝေးနေပလားဆိုမှဖြစ်အပေါ်ရန်ပကဒနာအလှပကိုသာမက်ကြတယ်မင်းလိုပေါ့မစင်မစားအယူချိုးရနဲ့ခုနကကောင်မလေးကိုကြိုက်နေတယ်မဟုတ်လားဟုကိုနှူးကရဲပြီးဘင်တန်ဟောစီတို့လက်ညှိုးထိုးပြလေ၏ဟာခမကြီးကလည်းမဟုတ်ကြပြီပြောရမည် ုညလုံးကကံကိုစေးမှာပဲအဲ့ဒီလက်ပတ်ကလေးတွေကိုမက်နေကြတယ်ဒုဗမာတွေကိုလှပြီးကောင်းပြီဆိုတော့အကြောင်းတစ်ခုစောက်ပေးလိုက်ရောပြီးတော့ဒုဗမာတွေကဟေ့ဒူเจ้าကြီးကောင်းတယ်ကွာကောင်းတယ်ကွာနဲ့ကျင်းနေနေကြရောဒီရွှေเจ้าကြီးပြောင်းမှာဘာတွေတင်နေဆိုတော့သူတို့ရေးမဟုတ်ပါဘူးကွာအဲ့လိုကျင်းနေနေကြတော့ British Imperialist တွေကစုပ်ပိညံ့မိဆိုတဲ့ပညာကျွမ်းပညာတွေကိုဒီเจ้าကြီးကနေပြီးတင်ပေးလိုက်ကြတယ်ဗမာတွေကလည်းရွှေခွက်ကိုမက်ပြီးအစိပ်ရေတောက်တာလို့မစင်ကြီးမစုံရမ်းမယ် မကန့်ကွက်မတော်လည်းပဲကျုံပညာတွေကိုတင်ယူကြတာပါပဲ။ဟူရှေမဆက်သေးပဲနောက်ဘက်မှာမိမှုပါပဲ။အပြေးတက်လာတော့ဘတ်စကာတစီကိုကြည့်နေလေ။အင်မတန်ရမ်းတဲ့လူမိမထုံမှုပြီးတော့ကိုကြီးနုရေကျွန်တော်ထင်တာတခုရှိသေး။ဘာလဲကွ။တောင်သားကလေးတွေတော့ကဒီ University ကိုရောက်လာရောလာတော့ကိုတော်ရဲမှာနေကြရတဲ့အနေမျိုးနဲ့တကယ်တူမှာနေရတဲ့အနေမျိုးကတိတ်กว่าတယ်။တောမှာလုံးကမွေးဖူးခဲ့တဲ့အဝတ်တွေဒီမှာဝတ်တောမှာလုံးကမနေကြရဘူးတဲ့။အခမ်းအနားတဲ့အဆောက်အဦတွေမှာနေရတော်တော်ကမစားရဘူးတဲ့စတိုင်မျိုးနဲ့စား ဟင်းကောင်းမကောင်းလားကျွန်တော်မဆိုလိုပါဘူး။စာရပုံအဆောင်ရောင်တွေကိုပြောတာပါ။ဇွန်ခရင်ခုံစပွဲတို့နဲ့ကိုအင်္ဂါတက်ရတာရေချူရတာတော့တော်တော်ကအများကြီးတလာတာကိုဒီပြင်ဟာမပြောနဲ့ကျွန်တော်တို့ចောင်းသားတွေအနေနဲ့ဟာကိုမိဘတွေအနေနဲ့အဆအများစွာတာနေတယ်။တော်သူတောင်းသားစင်ရဲသားတွေထွက်တော့အနေထိုင်အစားတောက်မှာကြွားကျင်တိုင်းကြွားရတာပေါ့ဒီတော့ကျွန်တော်တို့ចောင်းသားတွေနဲ့တော်သူတောင်းသားတွေနဲ့လူတစ်မျိုးစီဖြစ်သွားပြီအခုကြည့်ဟာအချို့ကောင်လေးတွေចောင်းရောက်လာတွေ့ကြည့်သွားရွာပြန်တော့မပေါင်းတဲ့မတင်တဲ့ မနေတကြရဟာဘာအံဟောစရာရှိသလဲဟော်ဒီเจ้าကြီးကကျွန်တော်တို့ဗမာတွေကိုတကွဲပြပြအောင်တွေးခွဲပြတယ်လို့ဆိုကျင်တာပဲခုညိုထွန်းကြီးညင်းညူပြီးခေါင်းငုံ၍ရှောက်နေလေဤသူတို့ဒီကန်ကြီးမြောက်ဘက်ကမ်းရှိရွှေနင်းပြည်တိုင်ကြီးကိုရောက်လာပြီးဖြစ်၍ကန်ယူမှအောက်သို့ဆင်းကြလေဤလမ်းမေးမှာပေါက်၍တလန်းလုံးအုပ်ထားသောကုတ်ကုတ်ပင်များခြံစည်းရိုးပင်များတွင်တူးမပေါက်ပေါက်နေသောဝေယုံပင်များကြောင့်ပြည်လမ်းကြီးသည်ဤနေရာ၌မှောင်နေလေဤ ကိုနူရိုဒီဘေးလမ်းပင်လျှောက်ကြလေသည်သူတို့ကစကားပြောကြတော့ပဲတွေးကြရတွေးလာကြလေကိုနူကလမ်းလျှောက်ရင်းလမ်းလျှောက်ကလေးများကိုလက်ဘွားတွင်သုံးတော်ကြီးကိုေးပြီးတစ်ဖက်နဲ့တစ်ဖက်တိုက်၍နေလေ၏မြို့ထုံးကလက်ကိုရမ်းလာလေ၏ဤသို့ဖြင့်ကင်ပေါင်ကြီးဘက်ခြံဘက်သို့ရောက်လေ၏ညာကန်ကြီးသည်ဘွားကနေသူတို့ရှိကပေါ်လာပြန်လေ၏ အင်ယာကန်ကြီးကစိတ်မှုမှုပြောက်၍မျက်နှာအမျိုးမျိုးပြောင်း၏ရခိုင်ကပြနေသောမျက်နှာပင်သည်ယခုကတပိုင်းနှင့်နီရောင်ပြေးနေ၍တပိုင်းနှင့်ဖြူပြပြဖြစ်နေလေပြီမိုင်းနေသောကန်းသမားရည်သည်စိမ့်လန်းလာလေပြီရှက်တဲ့သောပြုကလေး၏ကျုံသောနှကန်းကဲ့သို့လိုင်းကြီးရဲ့ကလေးများသည်မြင်သာစွာလူးလိမ့်နေသည်ကိုခြေမျက်နှာပင်တွင် မြင်ကြရလေ၏ ကိုလူသည်နောက်ဘက်သို့မျှော်ကြည့်လေ၏စပိန်လေကလေးနှင့်လာသောနွားနုကလာကိုမြင်သည်ဖြင့်ကိုလူသည်ပါဇက်ရောမျက်စိရောမျက်ခုံးရောပြုံးလေ၏နွားနုကလာကိုခေါ်၍နွားနုဝယ်ပြီးနှစ်ယောက်သားတောက်ကြလေ၏အင်္ဂလန်မှများចောင်းသားကလေးတွေကိုနွားနုလက်ကားတိုက်တယ်ကွာနွားနုဟာအကျမ်းမာကြီးဆုံးစာပဲဟုကိုလူကမှတ်ချက်ချလေ၏ကိုညိုထွန်းသည်လှည့်၍ပြန်လျှောက်လာလေ၏ချွေနေသည့်တကြီးမျိုးတို့ရောက်တော့ကကံယူပေါ်သို့တက်ကြလေ၏ အရှိကောင်းနေမည်သည်အင်္ဂလိပ်မှာကလေးပါပြင်ကဲ့သို့ညည်ရဲနေလေ၏ညည်သောလင်းရယုံ၏အယောင်ကိုလိုင်းကလေးများသည်ပုတ်ပုတ်ခတ်ကစားနေကြလေ၏အချူတိန်လိုက်တို့ကကြောက်နေကိုဖုံးထားသောဂိုးဝင်မှုကဲ့သို့ရှိနေလေ၏အချူတိန်များကတင်ကားရောင်ရနေလေ၏အထက်နားမှဖြူဆူသောတိန်တိုင်များကမြောက်ဘက်သို့ကျွတ်တိုက်ကြလေ၏ကမယူရွာဘက်စီမှကျွတ်တွန်တန်းသည့်အင်းရတန်ရုပ်သို့လွှင့်လာလေ၏ကိုကြီးနုနေုံများနေထွက်လာလေကြည့်ရအောင်ဘလောက်လာသလဲလို့ဟု ယူထုံးကတောင်းပန်တဲ့ဖြစ်သူတို့ဒီကမ်းမတွင်ထိုင်နေကြလေ။ကဲဘယ်လောက်လောက်သလဲ။ဟောဒီတဘာဝတမရဲ့အလှကတော့အင်မတန်ဘီကင်းနဲ့လာပဲ။ဒီလာကိုကြည့်လိုက်ရရှုလိုက်ရတယ်ဆိုရင်ပဲလူမှလန်းဆန်းပြီးစိတ်ကြည်သွားတယ်။တဘာဝတမရဲ့အလှကကျွန်တော်တို့မနှောဟတရဝိထုအိမ်မှာဖန်တီးပြလိုက်တဲ့အကြည့်မျိုးကိုဗရာသားလို့ခေါ်ရမှာပေါ့။အဲ့ဒီတကယ်ဗရာသားရလာပြီးဆိုမှဖြစ်စိတ်ဟာဖုံမြတ်တယ်။ဒီဗရာသားရဲ့ညွန်နူးတဲ့စိတ်ကကောင်းရဘကိုညွန့်ပြီး ောင်းမှုတွေကိုသာလုပ်ကြမယ်ဆိုရင်ကဘာတီမဲ့ကောင်းမှုလောကတစ်ခုလုံးအင်းမြစီမဲ့ကောင်းမှုကိုပွားစီဖြစ်စီမှာပဲကြည်ပေါင်းကိုကြီးဟာဘလောက်ကြည်ကောင်းလိုက်တလဲဟိုဘက်တိမ်ညာကထွက်လာတဲ့ရောင်ကြီးတန်းကြီးကတိမ်မော်မီထိုးလိုက်တာနဲ့မတူဘူးလားတိမ်တွေကလည်းအစုကွဲလို့မို့နေထွက်မဲ့နေရာမှာရှေးမင်းများထွက်ခန်းဒီလမ်းမှာလူလူလေးပါအလုံးရှောင်ရှားပေးရတာနဲ့မတူဝေဘူးလားဟော်လီရေမနဲ့ပြေးဟာကြည်လင်ငိန်တက်လို့မို့ နေမင်းရဲ့အလှတွေတဘာဝရဲ့အလှတွေကိုချင်းချင်းဆက်ဆက်ရိပ်ဖန်းနိုင်တာလို့ကျွန်တော်တို့စိတ်တွေမှာဗဒါသာပေါ်နေတဲ့အခါမှာကြည်လင်ငြိမ်သက်နေတဲ့အခါမှာလူလောကမှာအမှုမဲ့ဆုံးဆိုတဲ့အများကျိုးဆောင်ညင်သဘောတရားရဲ့အရေးကိုချင်းချင်းဆက်ဆက်ဖန်းနိုင်ပါပဲ။ဟိုမှာကြည့်ပါဦး။စိမ့်ဆိုတဲ့တပင်တွေကပူးစိမ့်ကောင်တွန့်လာလို့ရေပြင်မှာတွန့်နေကြတယ်။ကိုကြီးမပြောဘူးလား။ပြောတာပေါ့ကွာ။ပြောရင်ဗဒါသာမဖြစ်ဘူးလား။ကဲဗဒါသာလွမ်းနေစိမ့်နေနေတဲ့အခါအကူကြီးစီကဂရီတစ်ခုတောင်းမယ်နော်။ ဒီတန်းတွင်တိတ်များပဲနေနေထိုထိုတွင်နေလုံးကြီးသည်ငိမ့်ငိမ့်ကြီးပေါ်ထွက်လာလေ။ကောင်းပြီခုဗမာအများမှာဟောဒီအပြင်းမလာပြီးအတွင်းစိတ်တော့ပေါ်တဲ့ University ကြီးကတွင်းမိလိုက်လို့ကျုံစိတ်တွေတိတ်များနေတယ်။ကိုကြီးဓာရီကိုဖျက်ရလိုက်မယ်ကျွန်သေးပဲဖျက်ရမှာအရေးပေါ်ရရောက်တဲ့လက်နဲ့တခုဖြစ်တဲ့တမကအသိဥက္ကရာရကလူကိုလက်ခံရမယ်လက်ခံပြီးရိုးချွညွန်အများကျုံဆောင်ရရမယ်ဂရီပေးပြီလား ပြုံး၍ကဲကဲပေးပါပြီဗျာနေလုံးဒီလဲကိုလုံးပေါ်ထွက်ပလာလေထိုတွင်တောင်ဘက်မှအကြောင်းသူ၃ယောက်လမ်းလျှောက်လာကြသည်ကိုတွေ့ရလေသူတို့ဒီခက်တွတ်တွတ်လျှောက်လာကြလေကောင်းတယ်အကိုကြီးရဲ့ဂရိဟာကျွန်တော်ဗရာသားနဲ့နူးနေတဲ့စိတ်မှာမြဲသွားပြီကိုကြီးမှုရဲ့ဗရာသားနဲ့နူးတဲ့စိတ်မှာလဲကျုံသေးကိုဖျောက်မယ်ဆိုတဲ့စိတ်ဟာမြဲနေပါသေးဥက္ကရာဖြစ်ဖို့တော့ကျွန်တော်တို့တောင်းဝင်ထားကျွန်တော်တို့လက်ထဲမှာကျွန်တော်တို့ပင်ပြရာဟောရှိတယ်ပကံရှိတယ် တထုံရှိတယ်အင်းဝရှိတယ်အင်းရမှာတဝက်လောက်ရှိတယ်ရှင်ရွေးကံပဲလို့မရှိတော့လုတ်ပြလိုက်မယ်မနက်ဖြန်ကကျွန်တော်တို့ခေါ်ကအမှုဆောင်ဇီးဝေးကကိုလူကိုဥက္ကရတင်မြောက်ပြန်တိုက်တွန်းကြောင်းကိုဆုံးဖြတ်ချက်ချပေးမယ်နောက်ပကံကကုလားဖေတို့ကလှုပ်ကြလိမ့်မယ်။မင်းကလေးများကအနီးရောက်လာလိမ့်ဤ။သူတို့ဒီဓမိန်တို့တို့ဝေထားကြလိမ့်ဤ။ဒီဝင်းတို့ဖက်နှကူစီးလာကြလိမ့်ဤ။ကိုနုဒီကြီးလိုက်တော့ကတယောက်မှခင်ခင်ကြီးဖြစ်နေသည်ကိုတွေ့ရလိမ့်ဤ။ကိုနုကဟေ့ ဆရာဆန်သမီးဘယ်ကလာကြတာလဲဟုခင်ခင်ကြီးကမေးလိုက်ဤဟာကိုကြီးကြီးလိုပါလားကျွန်တော်လမ်းလျှောက်လာကြတယ်ကိုကြီးကတော့စိုးစိုးစီးထိုင်ပြီးဘာတွေတိုင်ပင်နေကြတာလဲညိုထွန်းဒီဆရာဆန်သမီးဆိုတော့တန်ကိုကြားရသဖြင့်အန်ဟောတင်ခင်ခင်ကြီးကိုကြည့်လိုက်ရခက်ဘူးမိမတယောက်ဖြစ်ဒီကိုတွေ့ရလေခင်ခင်ဟောရကငါမိတ်ဆွေကိုညိုထွန်းမောင်ညိုထွန်းဟောရကငါမိတ်ဆွေဆရာဆန်သမီးဟာရောင်းလို့လဲဝင်သမီးခင်ခင်ကြီးတဲ့ ခုကိုလူကမိတ်ဆက်ပေးလေဤ။အော်ကျွန်တော်မြင်မှုပါတယ်။လူချင်းသာမသိကြသေးတာဟုပြောပြီးညွန်ထွန်းစီချားမင်းကလေးနှစ်ယောက်ကိုကြည့်နေလေဤ။ထိုကခင်ခင်ကြီးကကိုကြီးနုကိုညွန်ထွန်းဟောရကဂျူနီယာဘီအေက မတင်လှဟောရက same class ကမထားမြင်ဟုမိတ်ဆက်ပေးပြန်လေဤ။မတင်လှကအသားဖြူဖြူခက်ပေမဲ့သဖြင့်ရောင်ရဲတုံးကလေးနေဖြစ်လေဤ။မတင်လှဤမြခုံးပါဖြောက်နေတဲ့ပြည့်ချောတင်းတလောက်မချောပဲရှိနေလေဤ။မထားမြင်ကအသားညိုညိုခက်ပိန်ပိန်အရက်မှမနေလို့မမြင်လို့ဖြစ်ဖြစ် နှလုံးပြူပြူနှာရန်ပေါ်ပေါ်ရှိ၏အလားဆုံးမှာနှကန်းကလေးဖြစ်၏ရုပ်ကလှသည်ကျော်သည်ဟုမဆိုနိုင်တော့လေဂျိုပြုံသောမျက်နှာကလေးကြောင့်ချစ်စရာကောင်းလေ၏ကိုနုကမင်းတို့တွေခင်ခင်ကြီးမတင်လမထားမြင်အားလုံးကိုလုံလတဆိုင်ကျမ်းမာရေးလိုက်စားတာအကိုကြီးတွေ့ရလို့အင်မတန်ဝမ်းသာတယ်။ဒူဗမာရီဟာကျမ်းမာရေးကိုလုံလုံကြီးမဆိုင်ကြဘူး။သူတို့အဖို့မျက်နှာလာဖို့လောက်တာအရေးကြီးဆုံးဖြစ်နေတယ်။စင်စစ်တော့ကျမ်းမာမှတကယ်ယူချောတာမသိကြဘူး။များတော့အဖြစ်ကွာ ီရဲ့တဲ့ကလေးတွေလိုပိတ်ညောညောနေတော့ဘယ်တော့ချမ်းရှိတော့မလဲဟုပြောလိုက်ရာအိုးကိုကြီးမူကလည်းကျမတို့ရှောက်နေတာချမ်းရှိအောင်ဖတ်လို့လားကျမချင်းတို့ရှောက်တာဟုခင်ခင်ကြီးကနှကန်းစုကြီးဖြစ်ပြောလိမ့်ဒါလို့ပါဗျာငါပြောတာကဥပမာပြောတာပါကျမချင်းလို့ရှောက်တယ်ဆိုတာကမူလရွေကြမြက်တဲ့ရွေကြဒါပေမဲ့လှောက်အောင်လို့ရှောက်ချင်တဲ့မင်းကလေးများလဲအကျိုးရှိနိုင်တဲ့အကြောင်းပြောတာပါကဲရှိခဲ့ကြမလားပြန်ကြမလားပြန်မယ်လေတော့ကြစို့ဟုခင်ခင်ကြီးဒီကိုလူနဲ့ရှင်၍ရှောက်လာလေ မတင်လာလဲကိုလူညာဘက်မှလိုက်သွားလိမ့်ဤထာမင်းဒီနောက်ကကြိုင်ရင်ခဲ့လေရညိုထွန်းဒီထာမင်းအနီးသို့ကပ်သွားလိမ့်ဤမထာမင်းကအခုဘာဘာသာတွေယူတင်နေလဲဟုညိုထွန်းကစကားကြလင်ထာမင်းဒီအေးအေးပင်အင်္ဂလိပ်စာဗမာစာအရှိတနိုင်ငံများရတဲ့ဝင်မယ်ရှင်မောခုဘယ်တန်းမှလဲဟုမေးဟုဖြည့်၍ပြန်မေးလိမ့်ဤသူ့ဖြည့်လမ်းလျှောက်လာခဲ့ကြလိမ့်ဤမထာမင်းကဘယ်မျိုးကလဲပဒိမျိုးကပဲဘေးကြောင်းထွက်လဲနေရှင်နဲ့ဒါပြေဖုန်းကြီးကြောင်းထွက်ဘောဟုညိုတွန်းကရေပြီးပြောလိုက်ရာထားမြင့်တီလည်းပြုံးနေတယ်ဤ ခုတော့ចောင်းទិសောက်နေပါပြီခုံကြီးចောင်းကနေရှင်နယ်ចောင်းကြီးပြောရတော့မှာပဲဟုထားမင်းကခြေလိုက်လေဤကိုနူကခင်ခင်ကြီးနဲ့မက်တင်လာကိုចမ်းမရေးចောင်းတရားဟောသွားလေဤအမျိုးသားចောင်းတော့ဆိုတော့အမျိုးသားသိရှိတယ်လို့ညွှန်လင်းရမှာပေါ့နော်ဟုညိုထုံးကထားမင်းကပြောရာဒါတော့ရှမ်းနယ်စင်လေပြင်းကြမှာတိရမှာပေါ့လေဟုထားမင်းကပြုံးပြုံးကလေးနဲ့ဖြေလိုက်လေဤကိုညိုထုံးလည်းအတော်ကလေးသဘောကျသွားလေဤ နေမင်းသည်ဝင်းနေသောယောင်ကြီးများကိုလွတ်လေပြီ။နေယောင်ကြီးသည်အင်းရကအနောက်ဘက်ကမြက်ခင်းများပေါ်တွင်တက်ရောက်လျက်အရှိဘက်ကတိပင်းများမှပေါ်တွင်ကအဖျားများတွင် နားလျက်